ီကွေဒေါနိုင်ငံမှာထောင်စုမှုတစ်ခုကနေကြမ်းတမ်းရက်ဆက်တဲ့လူသက်ပွဲတွေအတွင်ကူးပြောင်းသွားပြီးအချင်းသားအများစုအပါအဝင်လူ32ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းက El Oro ပြည်နယ်ရဲ့မာချာလာအချင်းထောင်ထဲမှာနာယီတချို့ထိကြာမြင့်တဲ့စူပူမှုတွေဖြစ်ပေါ်ခဲ့တာပါ။အာနာပိုင်တွေကအခြေအနေကိုထိန်းချုပ်ပြီးထောင်ထဲကိုဝင်ရောက်စီးနှင်းတဲ့အခါမှာတော့အချင်းသားအလောင်း28လောင်းကိုရှာတွေ့ခဲ့ပါလေ။သေဆုံးသူအများစုကအတင်းကျပ်ဇွဲကြိုးချတာခံရလို့ ရုတ်တရက်အသက်ရှူချက်တည်ဆုံးကြတာဖြစ်ကြောင်းမှုကင်းစစ်ဆေးရေးအရာရှိတွေကဆိုပါတယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကနားလည်ရခတ်ပြီးရှုပ်ထွေးနေသေးကြောင်းထောင်အာဏာပိုင်တွေက ပြောတာပါနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့မာချာလာမြို့ကအချင်းထောင်တဲမှာဒေသစံတော်ချိန်မနက်အစောပိုင်း3နာရီလောက်ကစလို့စူပူမှုဖြစ်ပွားခဲ့ပါတယ်ထောင်ထဲမှာတနက်တန်တွေပောက်ကွဲတန်တွေအော်ဟစ်အကူအညီတောင်းတန်တွေစူးစူးညံ့ညံ့ကြားနေခဲ့ရတယ်လို့အနည်းတဝိုက်မှာနေထိုင်သူတွေကပြောပါတယ်အခင်းဖြစ်တဲ့နေရာမှာအကျဉ်းသားတွေအပြင် နောက်ထပ်၄ဦးလည်းတေဆုံးခဲ့ကြောင်းပြီးတော့ရဲတအူးနဲ့အကျဉ်းသား33ဦးဒဏ်ရာရခဲ့ကြောင်းထောင်အာဏာပိုင်တွေကထုတ်ပြန်ပါတယ်အကျဉ်းသားမဟုတ်တဲ့တေဆုံးသူတွေဟာထောင်ဝန်ထမ်းတွေလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးနောက်တော့အထူးရဲကော်မန်ဒိုအဖွဲ့တွေကထောင်ကိုစီးနှင်းခဲ့ပြီးအခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ထောင်တဲကစူပူမှုဟာပြိုင်ဘက်ဒုစရိုက်ဂိုင်းတွေကြားကရန်ပွဲမျိုးလားဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူးမာချာလာအကျဉ်းထောင်မှာစက်တင်ဘာလကုန်ပိုင်းတုန်းကလည်း နောက်ထပ်ထောင်တွင်းရန်လိုတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ရာကအကျဉ်းသား73ဦးနဲ့ထောင်ဝန်ထမ်း2ဦးသေဆုံးခဲ့ရပါတယ်ရှင်